ကဲအားလုံးမင်္ဂလာပါဒီနေ့မှာတော့ development second account ကို weekly pet တွေပဲထည့်ပြီးတော့ဈေးတက်တာဆိုတဲ့ဘယ်လိုမျိုးကုန်စင်မလဲဆိုရဲအလွယ်ဆုံးနည်းလမ်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့စိတ်ဝင်စားရဆိုရင် video လေးကိုဆုံးကြည့်ဖို့တော့ပြောချင်ပါတယ်။ကျွန်တော်ရဲ့ channel လေးရဆိုရင်လည်းမကြခင်မှာ subscribe button ကပြီးတော့မှာဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လုပ်ထားလေးဆိုရင် subscribe လုပ်ထားကြဖို့တော့ပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ video လေးကိုဆက်လိုက်ကြရအောင်။ ပထမဆုံးအနေနဲ့ပြောချင်တာကတော့ဒီ video က bro အနေနဲ့ weekly bot 10ဘတ်လုံးကိုဖြည့်လို့ရသေးတဲ့သူတွေတော့ပဲအသုံးဝင်မှာဖြစ်ပြီးတော့ bro အနေနဲ့ weekly bot တွေထည့်ထားသေးတယ်ဆိုရင်တော့ဒီ video ကအသုံးဝင်မှာမဟုတ်ပါဘူးအဲ့တော့ bro အနေနဲ့ diamond နဲ့ကုန်းစင်းနေတယ်ဆိုရင်လည်းကျွန်တော်ရောနောက် video မှာ diamond နဲ့ကုန်းစင်းနည်းတွေကိုတင်ပြအောင်မှာဖြစ်တဲ့အတွက် bro အနေနဲ့နောက် video လေးကို support တော့ပြောချင်ပါတယ် ကဲဒါဆိုရင်တော့ weekly bet နဲ့ကုန်စင်းညင်တဲ့သူတွေအတွက်ကျွန်တော်ဇေယျလေးကိုပြပြပါမယ်။ဇေယျလေးကတော့ကျွန်တော်ခုပြထားတဲ့ပုံစံတိုင်းလေးပဲဖြစ်ပါတယ်။ဒီ event ဆိုရင်တော့၁၇လပိုင်း၅ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီးတော့ pro အနေနဲ့ diamond ကျုပ်စုရတာမရှိဘူးဆိုရင်တော့၅ရက်နေ့မှာအဲ diamond 192လုံးထည့်ရမှာဖြစ်ပါတယ်။အဲ pro အနေနဲ့ကျုပ်စုရတာရှိတယ်ဆိုရင်တော့ဒီ192လုံးကထည့်စရာတော့မလိုပါဘူး။ အဲဒါပေမဲ့ bro အနေနဲ့ free token လိုချင်နေဆိုရင်တော့ဒီ192လုံးကိုထည့်သွေးလဲရပါတယ်အဲ့တော့192လုံးထည့်တိုင်းမယ်ဆိုရင်တော့အဲ့ဒီမှာ diamond တရားထည့်ရတဲ့ mission ပြီးသွားတာဖြစ်တဲ့အတွက် free token တကယ်ရမှာပဲဖြစ်ပါတယ်ပြီးွားရင် mega drop ban တွေကို diamond 10လုံးနဲ့တခုဝယ်လိုက်မှာပဲဖြစ်ပါတယ်ဒီဇေယျတိုင်းလေးခုန်ဆင့်မယ်ဆိုရင်တော့ bro အနေနဲ့ event ဆက်ဆက်လာခြင်းရမှာအဲ diamond ကိုတုံးပြီးတော့ draw တာမျိုးမလုပ်ပါနဲ့ဘာဖြစ်လဲဆိုတော့ဒီ free token လာရရမှာ diamond 900တောင်းရမယ်မရှင်အတွက် diamond မလောက်ပါဆိုလို့ဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ total draw ဟာနှစ်ကြိမ်ရပါမယ်ဘရိုမှာဂျမ်းမဲ့ diamond ကတော့162လောက်မှာဂျမ်းပါပဲဖြစ်ပါတယ်။ပြီးွားရင်တော့6ရက်နေမှာဘာမှတော့လုတ်เสียမလို့ဘူး။9ရက်နေကြရင်တော့ free token phase 1လာပြီဖြစ်တဲ့အတွက် weekly pack 5ပတ်ထည့်ရမှာဖြစ်ပါတယ်ပြီးွားရင် daily 50% off နဲ့တစ်ချိန်လှည့်မယ်ပြီးွားရင် diamond 900နဲ့သုံးပြီးတော့5ချိန်လှည့်လိုက်မှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ bro နေနဲ့ free token 18ကလုံးရရှိသွားမှာဖြစ်ပြီးတော့ bro နေနဲ့ total draw က26ချိန်ဖြစ်သွားမှာပဲဖြစ်ပါတယ် bro မှာကျမ်းမဲ့ diamond ကတော့32လောက်မှကျန်တော့မှာပဲဖြစ်ပါတယ်။ပြီးွားရင်တော့ share နေရပြီးတော့73ရက်နေ့ထီကို bro အနေနဲ့ weekly bug ကရတဲ့ diamond တွေကိုပဲယူပြီးတော့ဘာမှမလုပ်ပါနဲ့။ ဲ့ဒါဆိုရင်တော့ဘရိုအနေနဲ့73ရက်နေမှာဘရိုမှာချမ်းပဲဒိုင်မွန်က142လောင်းထိကျမှာပဲဖြစ်ပါတယ်ပြောရရင်တော့14ရက်နေရောက်ပြီဆိုရင်တော့ free token phase 2လာပြီဖြစ်တဲ့အတွက် weekly ပါ5ပါထည့်ရမှာပဲဖြစ်ပါတယ်အဲ့ဒါပြောရရင်တော့ဘရိုအနေနဲ့ Tendro ကို50% off နဲ့တစ်ချိန်လှည့်လိုက်ရမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဘရိုအနေနဲ့ free token 78ကလောင်းကိုရသွားမှာဖြစ်ပြီးတော့ တိုတယ်ရောကတော့54ကြိမ်ထိရသွားမှာပဲဖြစ်ပါတယ်ဘရိုးမှာကျမ်းမဲ့တိုင်မောကတော့62လုံးကျမ်းမှာပဲဖြစ်ပါတယ်ဒီ event မှာဆိုရင်တော့ကျွန်တော် draw test တွေကိုလိုက်ပြီးတော့ကြည့်ရတဲ့လောက်ကတော့အချိန်50ကျော်ကျော်လောက်နဲ့ coin share ဒီရတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော် ကတော့54ကြိမ်လောက်ထိပဲရအောင်လုပ်ပေးရပါတယ်ဘရိုးအနေနဲ့54ကြိမ်လောက်ဆိုရင်တော့ဒီ coin share ကိုရပြီးတော့ second account ကိုတော့ယူလို့ရမှာပဲဖြစ်ပါတယ်ဘရိုးအနေနဲ့ coin မပြည့်သေးဘူးဆိုရင်လည်း ဲ့ဒီထက်ပို့ပြီးတော့လိုက်ရနိုင်ရရှိပြီးတော့ bro အနေနဲ့အဲ့ဒီထက်ဆော့ပြီးတော့လည်း point ရပြည့်နိုင်ပါတယ်အဲ့တော့ကျန်တာကတော့ bro အနေနဲ့ကြည့်ပြီးတော့လုပ်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ကတော့ average သူများတွေကြားတဲ့အတိုင်းအောင်ပဲကျွန်တော်တွက်ပြီးတော့လောက်ထားပေးတာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်ထည့်လိုက်ရတဲ့ diamond ပမာဏလေးနဲ့မြန်မာငွေနဲ့ဆိုရင်ဘယ်လောက်ကုန်မလဲဆိုတဲ့အရာလေးကိုတစ်ချက်လောက်တွက်ပေးပါမယ် bro အနေနဲ့ကျွန်တော်ထည့်လိုက်ရတာတော့192လောင်းဝတစ်ချိန်ပြီးွားရင် weekly ဘက်ကတိုးတယ်10ဘက်ဖြစ်သွားပါတယ် အဲ့တော့အားလုံးပေါင်းစုစုပေါင်းတွက်လိုက်မယ်ဆိုရင် တော့192လုံးဟာအမြန်မာငွေနဲ့ဆိုရင်1200ရှိပြီးတော့ဒီ weekly bet 10ဘတ်ကတော့တပတ်ကို6000ဖြစ်တဲ့အတွက် bro နေနဲ့10ဘတ်ဆိုတော့6000ဖြစ်သွားပါတယ်အဲ့တော့ total ပေါင်းလိုက်မယ်ဆိုရင်တော့9200ကျသင့်မှာပဲဖြစ်ပါတယ် bro နေနဲ့လည်း weekly bet က10ဘတ်လုံးထည့်လို့မရဘူး limit တရပြည့်နေတယ်ဆိုရင်လည်းကျွန်တော်ဒီပတ်စံပမာဏ9200နဲ့ပဲ diamond တွေကိုထည့်ပြီးတော့ရိုးရိုး diamond ကိုထည့်ပြီးတော့ ဘယ်လိုမျိုးဈေးတက်တာကောင်နဲ့ကုန်းဆင်းရမလဲဆိုတဲ့ဟာကိုလည်းနောက်ဗီဒီယိုမှာတင်ပြအောင်မှာဖြစ်တဲ့အတွက်ဟိုကလီပတ် limit ပြည့်နေရဆိုရင်လည်းစိတ်ပူစရာမလိုပါဘူးကျွန်တော်နောက်ဗီဒီယိုလေးကိုစပြီးတော့ကြည့်ပေးဖို့တော့ကိုပြောချင်ပါတယ်ကဲဒီလောက်ဆိုရင်တော့ဘရိုလည်းဒီ event လေးမှာတပည့်လေးပါ second ကိုဘယ်လိုမျိုးကုန်းဆင်းရမလဲဆိုတဲ့နည်းလမ်းလေးကိုသိတော့ပြီးတော့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲဆောင်းကြည့်ပေးတဲ့ကြောင့်ရှင်းပြအောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်ဆောင်ရွက်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်